အခုပေါ့နော်ဒီဗီဒီယိုကြည့်နေသူတွေမှာအဆောင်အရှောင်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ယုံကြည်တဲ့သူလက်ခံတဲ့သူတွေရှိကြလားအဆောင်အရှောင်ဆိုတဲ့အရာကတော့ဒီကျမတို့ဒီဗုဒ္ဓဘာသာအယူအဆအဆိုရင်တော့ဒါကိုစောင်းတဲ့ကိုပြောတော့ပေါ့နော်ဒီအနောက်တိုင်းအယူအဆမှာဆိုရင်ဒါ Guardian Angel လို့လည်းသူတို့ကခေါ်ကြတယ်ပေါ့နော်သူတို့သူတို့တတ်မှတ်ကြတာဒီ Guardian Angel ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးသူတို့အယူအဆမှာလည်းရှိတယ်သူတို့ဘာသာမှာလည်းရှိကြတယ်ပေါ့နော်အဲ့တော့ဒီအဆောင်အရှောင်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ကျမကတော့လေယုံကြည်လက်ခံတယ် ပေါ့ဘာလို့ဒီလက်ခံတာလဲဆိုရင်ပေါ့နော်ဒါကျမကအာဒီဘာသာရေးလုပ်တဲ့ကာလာလည်းကြာပြီတော်လေးကြာခဲ့ပြီနော်ခုနှစ်နှစ်ရှစ်နှစ်လောက်ရှိခဲ့ပြီပြီးတော့ဒီဘာသာရေးလုပ်တဲ့ဆိုရင်နေရာမှာကျမကလေဟိုဖះကိုဖះကိုကိုကိုရမြစ်ဆောက်ဖះရှင်ကိုပေါ့နော်အလိုလောဘတဲ့အဲ့လိုမျိုးကြီးပွားတခုခုလိုချင်လို့ဖះရှိခွဲပုံစံမျိုးကျမကမကြိုက်ဘူးမကြိုက်တဲ့အခါကျတော့ပေါ့နော် ရားစစ်ကိုပဋိစိတ်ပြီးတရားထိုင်တာမျိုးလုပ်တဲ့ခါကျရင်လေဘယ်တော့မှဆွတောင်းတာမျိုးကျွန်မမလုပ်ဘူးအဲ့တော့ဘယ်လိုလုပ်လဲဆိုရင်ကျွန်မကကျွန်မဟိုအဆောင်ရှောင်နေရဲ့အဆောင်ရှောင်ပုဂ္ဂိုလ်ရရှိခဲ့ရင်အာဒါလေးဒါလေးဒါလေးကုညီပေးပါဗောနောက်တော့အခက်အခဲဖြစ်လာတဲ့ခါကျရင်အဲ့လိုမျိုးကျွန်မလုပ်တတ်တယ်ဗောနော်အဲ့လိုမျိုးလုပ်နေရှိရင်တော့လုပ်တဲ့အခါမှာလည်းလေတိုက်ထိုင်ဆိုင်ဆိုင်လို့ပြောဖို့ခတ်တော့အောင်ထီကိုဗောနော်တစ်ခါမဟုတ်နှစ်ခါမဟုတ်ခဏခဏ ြည့်ခဲ့တယ်ပေါ့နော်အဲ့လိုဆိုတောင်းနေရတယ်အဲ့တော့ပေါ့နော်အာကျွန်မကဒီအဆောင်အရှောက်ပုံကိုဆိုရအရင်နဲ့ပတ်သက်ပြီးရောယုံကြည်လက်ခံလာခဲ့ပေါ့နော်ဆုံးမှာအရင်တော့မယုံဘူးပေါ့နော်ဒီစမ်းကြည့်ရပေါ့ဒီလားအဲ့လိုအဆောင်အရှောက်တွေများရှိခဲ့ရင်ဟိုကလေးတော့အကူကြီးပေးပါဒါလည်းအကူကြီးပေးပါဆိုပြီးတော့နော်အဲ့တရားရှိကိုပြည့်ရဲ့ခါကျရင်အဲ့လိုမျိုးလေးဆုတောင်းလို့ရှိရပေါ့နော်ခဏခဏပြည့်ရဲ့နောက်ဆုံးကအမေရဲ့ခုနကြောင့်မယ်ဆိုရင်အဲ့အမေကနေပြီးတော့ကတိတိလွတ်သွားတာမျိုးပေါ့နော်အဲ့အမေကကျွန်မဘောမှာခဏခဏ ကြုံခဲ့မှုရယ်ဆိုတော့အခုကျတော့ဒါလက်မခံလို့မရတော့ဘူးเนาะဒါလက်ခံလာရတယ်ပေါ့အခုနောက်ပိုင်းဆိုရင်ဒါကျမကဒီဗီဒီယိုလုပ်လုပ်တဲ့အခါကျတော့လေကိုလုပ်ရမယ့်အလုပ်ကပေါ့เนาะစိတ်ပြေနေမှုရှိတော့မှပို့ပြီးတော့ဟိုပေါ့เนาะအဆင်ပြေမဲ့အလုပ်အလုပ်မျိုးဖြစ်တဲ့အခါကျတော့လေဒီဘာသာရေးလုပ်တဲ့အပိုင်းကိုပို့ပြီးတော့အားဆိုင်လာတယ်အားဆက်တဲ့အခါမှာတိတိကျကျသာပို့ပြီးတော့ဒီလူမျိုးအရာနဲ့ချိတ်ဆက်မိလာတယ်ပေါ့เนาะဒါတော့ယုံကြည်သူလည်းရှိမယ်မယုံကြည်သူလည်းရှိမယ်ဒါတော့ မပြောလို့ဘောเนาะကျွန်မကလည်းအရင်ကယုံခဲ့သူမဟုတ်တဲ့အတွက်ယုံတဲ့လူတွေကိုလည်းကျွန်မကဘာမှအပြစ်ပြောလို့စိတ်မရှိဘူးပြောစရာအကြောင်းလည်းမရှိဘူးဘောเนาะဒါကအခုဒီအဆောင်အရှောင်းပုံကိုနဲ့ပတ်သက်ပြီးတော့ယုံကြည်တဲ့သူတွေအတွက်ကျွန်မကအခုပြန်ပြီးတော့ဘောเนาะဒီအဆောင်အရှောင်းပုံကိုနဲ့ကိုယ်နဲ့ဘယ်လိုထိတ်ဆက်ရမလဲဆိုတဲ့အပိုင်းကြီးပေါ့เนาะအဲ့အပိုင်းကိုပြပြပေးခြင်းလို့ပေါ့เนาะအဓိကကတော့အဆောင်အရှောင်းဆိုတဲ့နေရာမှာလीဘောเนาะလူတွေမှာလူစိုးလူကောင်းရှိတယ်လို့အဆောင်အရှောင်းတွေမှာလည်းလी အကောင့်နဲ့အဆောင်ရှားရှိတယ်လို့မကောင့်နဲ့အဆောင်ရှောက်လည်းရှိရသေးတာ။ဟာဘယ်လိုမျိုးလဲဆိုရင်ပေါ့နော်အခုဟိုကျမတို့ကပေါ့နော်ကိုကလေဟိုကိုကောင်းတဲ့လူဆိုရင်ကွာကောင်းတဲ့အဆောင်ရှောက်ကရှိတယ်လို့မကောင်းတဲ့လူစီမှာမကောင်းတဲ့အဆောင်ရှောက်ရှိတယ်သိလား။အဲ့ဒါသိကြလားယင်။ဟောဘယ်လိုမျိုးသိတာထင်ရှားအောင်ပြောရမလဲဆိုရင်ပေါ့နော်ကောင်းတဲ့အဆောင်ရှောက်ကလေဒီလူသူဆောင်ရှောက်နေတဲ့သူကိုပို့ပြီးတော့ကောင်းမွန်လာအောင်တော်အားပေးတယ်လို့မကောင်းတဲ့အဆောင်ရှောက်တွေရတယ်။သူသူသူဆောင်ရှောက်နေတဲ့အလူပေါ့နော်။ ပိုပိုပိုပြီးတော့ကမကောင်းတဲ့အလုပ်တွေအခုတို့အလုပ်တွေဒီလားအဲ့လိုမျိုးအလုပ်တွေကိုလုပ်ပြီးအောင်ပိုပြီးတော့တို့ကတွန်းအားပေးတတ်ကြတယ်အခုကာလဆိုရင်ပိုပြီးတော့ပြစ်တာထင်ရှားတယ်လीနော်ဒူးဆိုင်အမှုတွေကလीတခါမှကျွန်တော်ဘုရားမှာမကြုံဘူးမမြင်ဘူးရဲ့အရာကြီးခဏအများကြီးကကြုံလာရတယ်ဘာကြောင့်လဲဆိုရင်အဲ့လိုအရာကြီးရဲ့ပေါ့နော်ပယောဂတွေကအများကြီးပါတယ်ပေါ့နော်ဒါကတည့်ရလူဆိုရင်တော့ယုံတဲ့လူဆိုရင်တော့ လက်ခံမှာပေါ့နော်အဲ့တော့တကယ်တည်းဒါကလက်မခံလို့မရဘူးပေါ့သူကလက်မခံဘူးဆိုလဲစမ်းကြည့်ပေါ့အဲ့တော့အဲ့လိုမျိုးအရာတွေကတကယ်ပဲဟိုနောက်လာရင်တောင်းအားပေးနေရဟုတ်လားမဟုတ်လားဆိုတော့ပေါ့နော်သိကြရင်တော့စမ်းကြည့်ကြပေါ့အဲ့တော့အဲ့တော့အဲ့လိုမျိုးအရာတွေတောင်းအားပေးနေရဲ့တောင်းအားပေးလာတဲ့အပေါ်မှာလူတွေကဘယ်လိုပို့ပြီးတော့မကောင်းတဲ့အရာလူစိတ်ပျောက်ပြီးတော့ပေါ့နော်တကယ်ကိုမကြောက်ဝိမနာတာပေါ့နော်မမြင်ရစရာလူဆိုင်မှုတွေကိုလှုပ်လာကြတယ်ပေါ့နော်အဲ့လိုမျိုးဒီစားအများကြီးဖြစ်လာတယ်နော်အဲ့တော့ ်ထားရပါဒါတော့ဒါကျွန်တော်တိတ်မပြောလို့ပေါ့နော်တကယ်အဆောင်အရှောက်ပြောချင်တာကအဆောင်အရှောက်ဆိုတော့လေတူရာတူရာစုကြရပဲလေလူဆိုတော့လေကိုနဲ့ဟိုနော်အစီပြေလူနဲ့ပေါင်းတယ်လို့အဆောင်အရှောက်တွေကလည်းတို့နဲ့အစီပြေလူနာမှာကတ်ကြတာဟုတ်နော်ပြောထားလိုက်ပါကျွန်တော်အခုဒီကပြောချင်တာကဒီအဆောင်အရှောက်ပုံကိုနဲ့ကိုနဲ့ချိတ်ဆက်ဖို့အတွက်ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပြပြချင်တော့ပေါ့နော်အဲ့တော့ပေါ့နော်ပထမအောင်ဆုံးအဆောင်အရှောက်ပုံကိုတွေကိုသိချင်တယ်ဆိုရင်ပေါ့နော် ကိုယ်စိတ်ထဲမှာကိုကိုစီမှာဒီတကယ်ပဲအဆောင်အရှောက်ပုံကိုရရှိရဆိုတော့ကိုယုံကြည်လက်ခံတဲ့စိတ်ကတော့အရေးဆုံးရှိဖို့လိုအပ်တယ်နော်။အော်မယုံမကြည်ဘဲနဲ့အစမ်းကြည့်ရတဲ့ယုံကြည်ရဲ့စိတ်ကတော့ပို့ပြီးတော့ပေါ့အကောင်းတာပေါ့နော်။ယုံကြည်နဲ့သိချင်တဲ့သိချင်တဲ့စိတ်လေးထားတာကပို့ပြီးတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်။အဲ့တော့ယုံကြည်တော့မှလှုပ်တာပို့အကောင်းဆုံးပေါ့။အဲ့တော့ကိုပေါ့နော်ညမအိတ်ခင်နော်။အိတ်ရမိုးပဲခင်ဆာရွက်တရက်မှာပေါ့နော်။ ကိုယ့်ရဲ့အဆောင်အရှောက်တွေကဘယ်သူလဲပေါ့နော်ကိုယ့်စီမရှိနေတဲ့အဆောင်အရှောက်တွေကိုယ့်အဆောင်အရှောက်တွေအဆောင်အရှောက်တွေကဘယ်သူလဲဆိုတာကိုသိချင်ပါတယ်နော်ထင်ရှားစွာပြပေးပါဒါအိမ်မက်ပေးပါအဲ့လိုမျိုးလေးရေးပေါ့နော်ဆိုင်ရတဲ့အမှရေးရေးပြီးတော့ခေါင်းအောက်ထဲမှာထားပြီးအိပ်ပေါ့နော်အဲ့တော့တချို့ကလည်းဟောပါပေါ့နော်တပတ်လောက်နဲ့ရသလိုတချို့ကလည်းဟောပါပေါ့နော်အဆောင်အရှောက်တွေဒီဒီဆက်တလို့ပြောတရက်နှစ်ရက်သုံးရက်အဲ့လောက်အတွင်းမှာသိကြတယ်ပေါ့နော်အဲ့တော့မသိမချင်းခေါင်းအိမ်မှာထားအိပ်ပေါ့နော်အဲ့တော့ အိမ်ဘက်ထဲမှာလာပြီးတော့ကိုပြတာမျိုးနမိတ်ပြတာမျိုးဒါလေးကြောင်းလာလိုက်မယ်နော်အော်တကယ်လို့သိပြီးပါရယ်ဆိုတော့ SI ကိုနှုတ်ပလိုက်နော်ချက်ပြီးတော့ခေါင်းထဲမှာခေါင်းခေါင်းအောက်ထဲမှာမထားနေတော့ဒီလားနော်ဘယ်လိုလားအပ်တဲ့အနောက်ချက်တွေဝင်လာနိုင်ပေါ့နော်အဲ့တော့အဲဒီလိုပြေတော့တော့ချင်းအပြင်ပေါ့နော်ကိုစင်အရှိနေအဆောင်အလျှောက်တွေကဘယ်သူလဲဆိုတာကိုကိုနဲ့ကိုနဲ့လာပြီးတော့ချိန်ဆက်ပြီးလိုက်မယ်အဲ့တော့ချိန်ဆက်ပြီးဘာကောင်းလဲဆိုရင်အခက်အခဲတခုကြုံလာပြီးဆိုရင်သူတို့စီမှာတိုက်တယ်နော်အဲ့လိုမျိုးလုပ်တဲ့အခါမှာကိုကိုစီမှာဖြစ်နေတဲ့အခက်အခဲတွေအားလीအ လူမဆွဲရဲ့နမပေါ့ကွာပြောစင်တာကြားဖို့ရမလားလူမဆွဲနမဆွဲစက်ပုံအဲ့လိုမျိုးကိုခက်ခဲနေတဲ့အရာတွေကသူတို့ဝင်ပြီးဖြည့်ရှင်းပေးလိုက်တဲ့အခါကျရင်ပို့ပြီးတော့အဆင်ပြေသွားနိုင်မယ်အောင်ပြေသွားပါလိမ့်မယ်